ဲ့ရန်ကုန်တင်းတန်းချောင်းကစမ်းချောင်းမှာပါဆဲ့စင်တာ1အဖြစ်စမ်းချောင်းမှာဆဲ့စဖစ်မှာပါနောက်စင်တာတွေစစင်တာခွဲတွေလာပါလိမ့်မယ်စမ်းချောင်းဆဲ့အနည်းဆုံးမှတ်တိုင်ဆိုရင်ဆဲ့ပြည်လန်းကနေပြီးတော့လဲလက်မှတ်ကတွေလာမယ်ဆိုရင်ဘာအမြိုင်မှတ်တိုင်မှာဆင်းလို့ရတယ်မြေနီကုန်းမှတ်တိုင်မှာလည်းဆင်းလို့ရတယ်မောင်မြိုင်မှတ်တိုင်မှာဆင်းမယ်ဆိုရင်တော့ဆရာကဂုံတရာလေးကိုကြော်ပြီးတော့အဲဂုံတရာတဲတဲ့မြင်းနုမြင်းနုလန်းဆိုတာလေးရှိအဲမြင်းနုလန်းလေးကိုဝင်ခဲ့ ရောက်ပါတယ်မြင်းနီကုန်းမှတ်တိုင်မှာဆင်းမဲ့ဆိုရင်တော့နောက်ကိုပြန်လျှောက်ပြီးတော့မှဆရာမြင်းနူလဲဝင်ရမယ်မာမြန်မာမြိုင်မှတ်တိုင်မှာဆင်းမဲ့ဆိုရင်တော့ရှေ့ကိုနည်းနည်းလေးလျှောက်လိုက်ပြီးတော့မြင်းနူလန်းနဲ့ကိုဝင်ခဲ့ရမှာဖြစ်ပါတယ်ဒါစမ်းကြောင်းစင်တာ1မှာနောက်ဆရာတို့စမ်းငင်လဲတန်းမှာလည်းဆရာတို့စီစဉ်ထားတာရှိပါတယ်အရင်ဆုံးတော့အာဆရာတို့အာစမ်းကြောင်းမှာရေဆုံးစင်တာ1လေးစပါမယ် ပြီးတော့အဆရာရဲ့ရန်ကုန်တင်တဲ့ကြောင့်ဆရာကိုယ်တိုင်တင်မှာဟုတ်ရဲ့လားဆန်ထဲမှာတင်နေတာဆိုတဲ့အကြောင်းသားလေးတည်းဆရာတင်လေးပါဆရာရှိပါတယ်ရန်ကုန်ကဆရာတင်တဲ့ကြောင်းကပြောင်းတာပါရန်ကုန်တင်တဲ့ခွဲတာမဟုတ်ပါဘူးဆရာမုံရွာရဲ့ရန်ကုန်ကိုပြောင်းတာဖြစ်တဲ့အတွက်ဆရာကိုယ်တိုင်တင်ပါမင်းဆရာရဲ့ကိစ္စတွေလည်းအကုန်လုံးပါလာပါလိမ့်မယ်အဲ့တော့ဆရာကိုယ်တိုင်ဦးကြည့်ပြီးတော့တင်မှာဖြစ်ပါတယ်အဓိကပေါဝန်ပတ်တူတင်ယွန်းညွန်းနေမေခွန်းနေဆရာကိုယ်တိုင်တင်မှာဖြစ်ပါတယ်အဲ့တော့မပူပါနဲ့ မကြခင်လာတော့မှာပါဆရာခုနလပိုင်းလောက်ဝက်လောက်စင်စပြီးတော့ကြီးညာပြီးတော့လက်ခံပေးတော့မှာဖြစ်တဲ့အတွက်ခဏလေးပဲလိုပါတော့တယ်မကြမီရန်ကုန်မှာဆရာတွေ့ကြပါမယ်